ရပြီဘလို့အစားလုံးလေးကြောဒီဝဲရဲ့ရတယ်တင်တော့မှာဘလို့အားလုံးမင်္ဂလာပါဗျာကဲမင်္ဂလာပါဆိုမြတ်မင်္ဂလာတော့မရှိဘူးပေါ့ဗျာကျွန်တော် CB ban နဲ့ပတ်သက်ပြီးတော့ကျွန်တော်စကားလေးပြောချင်လို့ပါဗျာဖြစ်စဉ်လေးကိုပြောပြမယ်เนาะစာအုပ်ကင်ထားတဲ့ CB ban စာအုပ်ကင်ထားတဲ့လူတွေအားလုံးလည်းတစ်ချက်လောက်ဝင်နှောက်ထောင်ပေးပါပါဘာလို့လဲဆိုတော့ကျွန်တော်လူမျိုးမဖြစ်ရအောင်ကျွန်တော်လူမျိုးမခံအောင်လို့ပါကျွန်တော်အပေါက်တွေကပတ်စံနေရအခုဆိုရင် င်း9သိန်းနဲ့9000ပေါ့အော်တိုလွှဲသွားတဲ့ကိစ္စကိုကျွန်တော်ပြောမှဖြစ်ပါတယ်အဲ့တော့ခဏလောက်ဝင်ပြည်ပြီးတော့ CP ban ကင်ထားတဲ့လူတွေအားလုံးဝိုင်းပြီးတော့ share ပေးကြပါဗျအားလုံးသိအောင်လို့ကျွန်တော်ပြောပြပါမယ်ဖြစ်စဉ်အောင်အဖြစ်စဉ်အားဗျာအဲ2လပိုင်းနဲ့2ရက်5လ2025အဲ2025မှာကျွန်တော်ရဲ့အကောက်ထဲကနေပြီးတော့9သိန်းနဲ့9000ထွက်သွားတယ်9သိန်းနဲ့9000ထွက်သွားလို့ကျွန်တော်တိတိချင်းကျွန်တော်တိတိချင်းမှာကျွန်တော် ကောဆန္ဒကိုကျွန်တော်ဖုံးဆက်တယ်ကောဆန္ဒကိုဖုံးဆက်တဲ့အခါကျတော့ကောဆန္ဒကလည်းတိတယ်ဟုတ်တယ်အကိုမလွှဲလိုက်ပဲနဲ့ဒီ9သိန်းနဲ့9000ထွက်သွားတယ်အဲ့ရဲ့အတွက်ကိုကျွန်တော်တို့ဘက်ကနေပြီးတော့အပေါ်တဆင့်ပြောပေးမယ်စော်ပေးမယ်ပေါ့ဗျာသူတို့တွေအကတို့ဒီပတ်စံထွက်သွားတဲ့အခါစီစစ်ပေးပြန်ပေါ့စီစစ်ပေးမယ်ဆိုတော့ကျွန်တော်နေတယ်ပြီးတော့စနေနေ့မှလည်းကျွန်တော်ဖုံးထက်ဆက်တယ်သူတို့ဒီလိုပဲပြောတယ်တနေ့လာနေကြတော့ကျွန်တော်မထူးဆိုကြကျွန်တော်ဘန်သွားတယ် ။ဘမ်းမာရောက်တဲ့ခါကျတော့တို့ပတ်စံဒီလိုဒီကြောင်းပဲထွက်သွားတယ်။အဲ့ဒီကိစ္စကိုကျွန်တော်ကြည့်ပေးပါဆိုတော့တို့ကဘာပြောလဲဆိုတော့အကိုပတ်စံ9သိန်းနဲ့9000ပါတဲ့။စာအုပ်ထဲကနေထွက်သွားတာတဲ့။ဟာစာအုပ်ထဲကနေဘယ်လိုထွက်လဲပေါ့။စာအုပ်ကဒီမှာကျွန်တော်စာအုပ်အဒီမှာကျွန်တော်မှတ်ပုံတင်။အဲ့ဒီ9သိန်းနဲ့9000ကိုလို့ဘယ်လိုလောက်ထွက်သွားလဲဆိုတော့စာအုပ်ထဲကနေလာထွက်သွားတာတဲ့။စောက်ရဲရနေဘလို့လာထုတ်လိုက်ဆိုဇော်လင်းအောင်ဆိုတဲ့အကောက်ကိုတဲ့လွှဲသွားတာတဲ့9သိန်းနဲ့9000ပါတဲ့ ဟာဆိုကျွန်တော်ကိုယ်တိုင်လည်းလာထုတ်တာမဟုတ်ဘူးပေါ့ဘာဖြစ်လို့အမတို့ဘာထုတ်ပေးလာတာလဲဆိုတော့တို့မှလည်းဖြည့်ချင်းချက်မရှိဘူးမရှိဘူးဆိုတာကအကိုတဲ့အမှန်တိုင်းဆိုရင်နဲ့အကိုစအောင်နဲ့အကိုမပုံနဲ့အကိုပဲလာထုတ်ရမှာဟုတ်တယ်လေလို့အဲ့ဒါဆိုရင်ဒီစော်လေးအောင်ဆိုတဲ့အကောက်တွေဘလို့လို့လွှဲထည့်သွားတာလဲလို့ကျတော့ဘန်းလူတွေကလည်းကျွန်တော်ကိုဖြည့်ချင်းချက်မပေးဘူးအကိုတဲ့ကျွန်မတို့လည်းတဲ့ဒီလိုပဲအထက်ကိုတင်ပေးမယ်တဲ့အကိုအခဏလောက်စောက်ပါလေကျွန်တော်စောက်တယ်နှစ်ရက်နှစ်ရက်နေပြီးအခု၁၂ရက်နေပြီ၁၂ရက်နေကြာကျွန်တော်ဒီနေ့သွားတယ် ဒီသွားဆိုတော့ပတ်စံဘယ်ဘယ်ဘန်းထုတ်ပေးလိုက်လဲဆိုတော့ကျွန်တော်နေတာမြောက်ဥက္ကလာမှာကျွန်တော်လှုပ်ထားတဲ့စာအုပ်ကြီးမြောက်ဥက္ကလာဘန်ကွဲမှာလှုပ်ထားတာဖြစ်တယ်ထွက်သွားတဲ့ပတ်စံကြီးကိုးမိုင်ဘန်ကွဲကနေထုတ်ပေးလိုက်တာကိုးမိုင်ဘန်ကွဲကစာအုပ်နဲ့ထုတ်ပေးလိုက်တာစာအုပ်နဲ့ထုတ်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာစာအုပ်ကရောအတူရှိတာလားဘန်းလူတွေရောစာအုပ်မပါဘဲနဲ့ထုတ်ပေးလိုက်တာလားစာအုပ်ကဘလို့ကြောက်စာအုပ်နဲ့ထွက်သွားတာလဲကျွန်တော်ဒီမှာဒီမှာစာအုပ်လဲကျွန်တော်လက်ထဲမှာမပုံနေစာအုပ်လဲကျွန်တော်လက်ထဲမှာ9သိန်းနဲ့9တော့ အဲ့ဒါဘယ်လိုလုံးထွက်သွားတာလဲအဲ့ဒီ9သိန်းနဲ့9000ကအဲ့ဒါကိုလူချင်းမင်းနေဖိတ်ရှင်းပေးပါလို့စီပီပန်ကိုသွားပြောတော့အခုက CP ပန်ကဘယ်လိုပြောလဲဆိုတော့ကျွန်တော်ပြောလာတယ်ဆိုတော့ဒီဘက်ပန်ကစော်လျောင်းဆိုတဲ့လူကိုဆက်သွယ်ပြီးတော့ లైవ్ မရမယ်တဲ့သူတို့မလုတ်ပေးနိုင်လို့ကျွန်တော်အဲ့လိုမျိုးပြောလာတယ်ကျွန်တော်ကဗျာဘန်ကိုယုံကြည်စိတ်ချလို့ကျွန်တော်ကိုအတ်ထားကြတာဒီငွေတွေကအလကားရလာတယ်လေခုမှမပါကြဘူး ယိုဒန်နဲ့စီဝိုင်းလုံနေကြတဲ့သူတွေကြီးပဲကျွန်တော်လိုမျိုးမခံအောင်လို့ကျွန်တော်ကပြောပြတာဖြစ်တယ်ဒီလိုမျိုးဗန်စာအုပ်ကင်ထားတဲ့လူတွေကိုကောက်ကိုစစ်ပါဗန်တွေကနေပြီးတော့ဒီစီဘီဗန်တော့စီဘီဗန်တော့အခုကျွန်တော်ပြောနေတာကျွန်တော်အကောက်စာအုပ်ထဲကနေပြီးတော့ထုတ်သွားတာ9သိန်းနဲ့9000အဲ့ဒါကိုဗန်ကလည်းတောင်းဝင်ယူမှုတောင်းဝင်ခံမှုမရှိဘူးအခုကမှသူတို့ပြောတာကဒီကိုကကိုလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဇော်လင်းအောင်ဆိုတဲ့အကောက်တွေကိုလွှဲထည့်သွားတာဖြစ်တယ်တဲ့အဲ့အတွက်ဇော်လင်းအောင်ကိုဆက်သွင်းမှရမယ်တဲ့ ျွန်တော်ကဘယ်လိုလုပ်ဆက်သွယ်နိုင်မှာလဲဗျာစဉ်းစားကြည့်လေဘာမှကျွန်တော်တို့ယုံကြည်လို့အနန္တဘန်းပါလို့ထုတ်ပေးလိုက်တာလေကျွန်တော်စာအုပ်လည်းမပါပဲကျွန်တော်ရဲ့မတ်ပုံနေလည်းမပါပဲနဲ့ကျွန်တော်ဗန်စာအုပ်တွေထွက်သွားတယ်ဆိုတာဖြစ်တင်လားဗျာကစီပီဘန်းလူကြီးမင်းနေရောဖြစ်တင်လားဖြစ်တင်လားကျွန်တော်စာအုပ်ကင်ထားတယ်ဒီမှာစာအုပ်ကောမတ်ပုံနေရောအဲ့လူကြီးမင်းတို့ဘယ်လိုဖြည့်ရှင်းပေးမှာလဲကျွန်တော်ဒီ၅သိန်းနဲ့၅တော့ကျွန်တော်အဆုံးခံရမှာလားလူကြီးမင်းတို့ယုံကြည်လို့အပ်ထားတဲ့ငွေ ယုံကြည်လို့အပ်ထားတဲ့ငွေကဒီလိုမျိုးဖြစ်တင်သလားစောက်ထဲကထုတ်သွားတာနော်အကောက်ထဲကနေပြီးတော့ထုတ်သွားတာစောက်အကောက်ထဲကနေပြီးတော့ထုတ်သွားတာကြပြီလို့အလိန်ခံရတာမဟုတ်ဘူးကျွန်တော်တို့ကဒီကစောက်ထဲကနေထုတ်သွားတာဒီပတ်စံတွေကငါးသိန်းနဲ့ငါးတော့မှာအလူကြီးမင်းနေအနေနဲ့ရှင်းပေးပါဘယ်လိုလုပ်ပေးမလဲအကြီးနယ်ဝင်ကြီးမိတဲ့လူတွေလည်းကျွန်တော် comment လေးရေးပေးပါအကြံဉာဏ်ပေးပေးပါဘယ်လိုကြောင့်ဖြစ်ရတာလဲဒီက ကျွန်တော်တို့ကဒီတိုင်ဒီဘက်ဆောင်တက်တက်မဲ့အဆုံးခံရတော့မှလား9သိန်းနဲ့9000ပါအဲ့ဒါလေးကျွန်တော်သိချင်းပါတယ်လူချင်းမင်းများအားလုံးဝိုင်းပြီးတော့ share ပေးကြပါ CB ban တော့ကျွန်တော်ပြောနေတာ CB ban ပါ CB ban စာအုပ်ကင်ထားတဲ့လူတွေလည်းသတိထားကြပါအခုအခုကျွန်တော်စာအုပ်တွေကနေအထောက်ခံလာရတာနော်ဘလို့အထောက်ခံရလဲဆိုတာတော့ကျွန်တော်မသိတာသူတို့ပြောတာဇော်လင်းအောင်ဆိုတဲ့အကောက်ကိုတဲ့လွှဲပေးလိုက်တာတဲ့ဇော်လင်းအောင်ဆိုတဲ့အကောက်ကပဲကျွန်တော်ကပြန်တောင်းရမလို့ဖြစ်နေပြီသူတို့ပြောတဲ့ပုံစံက ဘယ်ချိန်ဘယ်လိုလာထုတ်ပါမှမသိကိုမိုင်ဘန်ကိုရထုတ်ပေးလိုက်တာလေကျွန်တော်နေတာမြောက်ကလာမှာနေတာမြောက်ကလာမှာပဲလှုပ်ထားတာဒီစာအုပ်ကကျွန်တော်သွားသွင်းလို့ရှိရင်လည်းကျွန်တော် CB ဘန်ဆိုရင်ကျွန်တော်က special ပဲကျွန်တော်အသွင်းထုတ်ရှိတာဒီမှာ special စာအုပ်နော်ဒီကောင်လည်းကျွန်တော်အသွင်းထုတ်မလုပ်ဘူးဒါအရင်စာအုပ်နဲ့လှုပ်ထားတာကြာပြီကျွန်တော်တို့ကဒီဟာတွေကဖုံးနဲ့ပဲအသွင်းထုတ်လှုပ်တာအဲ့ဒါဒီတဲ့ထွက်သွားတယ်ဆိုတော့လူကြီးမင်းများဘယ်လိုလှုပ်ပေးကြမှာလဲဘယ်လိုစဉ်းစားပေးမှာလဲအဲ့ဒါလေးတစ်ချက်ပြောချင်းပါတယ်ဝိုင်းဝန်းပြီးတော့ share ပေးကြပါခင်ဗျာ ကျွန်တော်ရဲ့ဒီ live လို့မြင်လို့ရှိရင် why won't be share ပေးကြပါ CP ဘန်ကဘယ်လဲဘယ်ရဲ့ဘယ်ဟုတ်သွားမှာလဲဘယ်လိုလုံးမှာလဲ CP ဘန်လူကြီးမင်းတွေဘယ်လိုစဉ်းစားပေးကြမှာလဲလို့ကျွန်တော်ပြောချင်ပါတယ်လို့စဉ်းစားပေးကြပါစဉ်းစားပေးကြပါကျွန်တော်လည်းလွယ်လွယ်ရလာတဲ့ပတ်စံတွေမဟုတ်ပါဘူးကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ why won't be share ပေးကြပါနော်အဖြစ်မှန်လေးသိရအောင်လို့ပါ စီပီပန်စာအုပ်ရှိတဲ့လူတွေအားလုံးလည်းကိုယ့်ကောက်ကိုစစ်ကြပါကျွန်တော်တို့မဖြစ်ကြပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းအောင်နဲ့ပဲနေကူးချက်ချင်ပါလေဗျာအရှင်းမှာဘလူတွေတော့ရှင်းတယ်အဲပြီးတော့ဘောနေမှာတက်အရှိမှာစီပီပန်ရဲ့အကြောင်းတွေပါဘလူတွေပါတက် တိမ်လည်းဝှက်ကြောင်းနဲ့အဲ့ဒါပြစ်လာဘုရုတွေဘုရုတွေအကျဲကိုရုပ်ကနေပြစ်လဲဘုရုတွေပြစ်ရအောင်ရပြီလားကြာဖိတ်လာရရတော့ဘတ်လားဆက်နေပြီဆက်ကုန်နော်